တာဖို့အတွက်ဆိုရင် Higher International Education Center ရှိပါတယ်။ COE Register ထိသွားရင်ရောတာဝန်ယူမှုတာဝန်ခံမှုရှိရလား။2020 5လပိုင်းမှာကြာသွားပြီပေါ့နော်။10လပိုင်းကျတဲ့ခါကျတော့ COE ကပြန်ပြီးတော့အောင်သွားတယ်ပေါ့နော်။ကျွန်တော်တို့ဒီ5လပိုင်း intake မှာပေါ့ကျွန်တော်တို့ COE ထိုင်တဲ့အခါမှာကျွန်တော် COE ကြာသွားတယ်ပေါ့နော်။အဲအခုဒီခေါင်း10လပိုင်းကျောင်းထဲပြန်ထိုင်တဲ့ခါကျတော့အောင်သွားတယ် အဲ့ဒါအင်တိုင်းမှာကျွန်တော်တို့ series rigid တစ်ချိန်ထိခဲ့ရဗျဒါပေမဲ့ကျွန်တော်တို့ဒီစိတ်ဓာတ်မကျဘဲနဲ့နောက်တစ်ခေါက်ကိုထပ်လျှောက်တွေကဆယ်လပိုင်းမှာထပ်လျှောက်လဲကျွန်တော်တို့ series ထပ်အောင်နေပါပြီ CEO ကြတဲ့အချိန်မှာဆရာတို့ကအကုန်ဘန်ကိစ္စရရစဆန်းစတဲ့နေရာစကုန်ပြပြစီပြပြစုံလဲအကုန်လုံးပြပါရမှာပထမဆုံးညီမတို့ CEO ကြီး reject ဖြစ်တဲ့အချိန်ကတော့အရင်စိတ်ကြကြတာပေါ့ဆရာတို့ကစိတ်ဓာတ်မကျနဲ့ပေါ့ဆာဗေးဒီဇိုင်းမမက်လို့အဲအဲ့ဆိုရင်ဆရာတို့ဘက်ကလည်း လုတ်ပေးမယ်ပေါ့အတက်နိုင်ဆုံးလုတ်ပေးမယ်အဲ့လိုပြောတဲ့အတွက်စာလည်းတိတိကျကျပစိုက်ဒီဇိုင်းမမလုတ်ဖြစ်တယ်။အော်ညီမလေးတို့ကြိုးစားထားတဲ့စာရေပေါ့နော်။ဆရာတို့ဘက်ကပို့ပြီးကြိုးစားပေးတာပေါ့နော်။ဟာပြီးရင်ညီမတို့စိတ်ဓာတ်ခေါ်အားရဲဘယ်လိုမျိုးမြင့်တင်ပေးရမလဲဆိုတာလေးလည်းလုတ်ပေးတာပေါ့နော်။ပြီးရင်ဆရာတို့ဘက်ကလည်းပဲအစဆုံးစာရေးစာတဲ့အစပေါ့တိတိကျကျပြတ်လုတ်ပေးတယ်။ဟိုဟာဗန်နဲ့ပတ်သက်တာရောပေါ့နော်။အဲ့လိုမျိုးဟိုအစဆုံးပြတ်လုတ်ပေးတာပေါ့။ တစ်ချိန်နဲ့တန်းပြီးတော့ COE အောင်နိုင်ချေရောရှိရလားပထမဆုံးချိန် COE အောင်နေလာပါဒါဒေတာ dimension တွေပြီးတော့ band date ကိုဘယ်လိုလျှောက်လို့ရတယ် affiliate machine အဲ့မှာစပြီးတော့ seller ဘိုင်း intake ကိုရေးပြီးတော့ COE လျှောက်ပြတာပါဟုတ်ဟုတ်အခုတခါတော့ပထမဆုံး COE လျှောက်တာပြီးပထမဆုံးအောင်မြင်ခဲ့တာပထမဆုံးချိန်အောင်လာမှာ COE ရတယ်အဲ COE တော့ science and business နဲ့တော့ဟိုက်အက်ကပဲတခြားလုပ်ပြီးတာပါကျန်တာတော့ကိုယ့်ဘက်ကအောင်နှမတ်ဒီဘိုင်းလောက်ပဲလုပ်ပြရတယ် အဆင်မထိုင်ခဲ့ပါဘူးဒီ first first time ဖြစ်ပါတယ်ကွာကျွန်တော်ပဲကကျွန်တော်ပဲကတော့လိုအပ်တဲ့ size size တွေကိုတော့လုတ်ပြီးတော့ဒီဒီ founder လာပေးရပါတော့ဒီသူပဲကလည်းဒီစားစားရအကုန်လုံးသိစိတ်လိုက်ပြီးတော့ဒီဖြည့်ပြီးတော့သူဒီ soy ကိုတင်ဖို့အတွက်ဒီ size size တွေအကုန်လုံးပြင်ဆင်ပေးရပါတော့ဟိုဒီ soy အောင်ပါပေါ့ကွာနာကိုရနာကိုရမြို့မှာရှိတဲ့နာကိုရမြို့အကားကြီးဆိုင်မှာရှိတဲ့ super ကို soy အောင်ထားပါတယ်ဟုတ် အဟုတ်ပါဒါပြမဆုံးချိန်နဲ့အောင်လာပါရှင့်အာကျွန်တော်က2024စက်လာပိုင်းမှာမှာအဖိုက်ဆက်တဲ့မှာဟုတ်အာကျွန်တော်ကစခဲ့တဲ့ကျွန်တော်ရဲ့ဒါကက2025စက်လာပိုင်းမှာပေါ့နော်လောကအာသွားမယ်ပေါ့အဲအဲ့မှာကျွန်တော်ဆရာနဲ့တိုင်မင်းနဲ့ပေါ့လောကအဖိုက်မပြီးခင်ပါပဲဆရာအာတမီးကတော့ဒီ2025စက်လာပိုင်း instate ကိုမြင်ချင်တယ်ပေါ့အဲ့မှာဆရာဘက်ကကြာလေအာနလာပိုင်းမှာအဖိုက်အောင်မယ်ဆိုရင်ဆယ်လာပိုင်း stage 6လို့အစီအပြေတယ်ဆိုတာနဲ့ကျွန်တော်နလာပိုင်းမှာအဖိုက်ကိုအောင်ဖြစ်ရတဲ့အောင်နာနဲ့ဆယ်လာပိုင်းကိုထိုင်ပြီးသွားတာပါဟုတ် တိုင်းနဲ့ရကြတော့တိတ်ဘာမှဘူးပေါ့နော်။ချောင်းကပကဘာပရက်ရှာမှတကယ်ကိုရှိခဲ့ပါဦးရှင်။အာရှင်မကြီးကြပူကြတွေခေါ်ရတော့လောက်ပဲပေါ့။ကျွန်တော်ကျန်တဲ့ပိုင်းရောလုံးဝအဆင်ပြေတယ်။ဘာမှလက်လက်မကြည့်အောင်ပေါ့။ စင်နာပိုင်းရစီဦးကြီးတက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဥစားကဓမ္မမောင်အင်နာကိုရောက်ရွေးမယ်လို့ဆိုထားတယ်မှာအဲ့မှာဆက်စီဦးလေးတစ်ချက်တိုင်းမင်းနဲ့ပေါ့နော်အဲဆရာနဲ့တိုင်းမင်းနဲ့ညောင်လို့ဒီလိုတော့ရှိရဲအမဆရာကလည်းအဲ့ဒါဆိုရင်ဒီနာကိုရဒီချောင်းကဆင်ကြီးတယ်ပေါ့နော်စီဦးကြီးအောင်ဆက်ကလည်းဘဝကိုအာရှေ့ကရှေ့ရှောက်ရှောက်လုံးမှာလုံးဝစီဝေးကြီးလုံးဝကောင်းနေတယ်ဆိုတော့ဒီချောင်းကိုရှောက်စီစဉ်နေဆိုတာနဲ့ထွန်ပြသွားတာပါဒီချောင်းလေးကစိတ်မကရီဇက်ထိထားရင်ရောစူးစမ်းခွင့်ဆက်ရှိအောင်ပါလား ိုက်အပ်မှာပဲ M5 တွေကစပြီးတော့ကျွန်တော်တက်တယ် M5 တက်တယ်နောက် M4 လည်းတက်တယ်ဆိုတော့နောက် M4 ဂျန်ပြီးဒီအောင်ပြီးရဲ့နောက်မှာမှာကျွန်တော်စပြီးတော့ကြောင်းလျှောက်ဖို့လည်းကျွန်တော်စထိုင်းတယ်အာ2025 April intake စပြီးတော့ကျွန်တော်အဲဂျွန်ဘက်ကိုကြောင်းနဲ့စ join ပြည့်တယ်ပေါ့နော်ကျွန်တော် M4 အောင်ပြီးမှစ join တယ်အဲအဲ့အချိန်မှာဒီဒီဒီဘက်က IO ကနေတေချာတေချာကျွန်တော်တို့တေချာလုပ်ပေးတယ် အင်တာဗျူးထွင်တာတွေအားစားစားတရားလုပ်ပြီးရဲကျွန်တော်အင်တာဗျူးဝင်ရအင်တာဗျူးတွေတရားသွင်းပြီးတော့အင်တာဗျူးဝင်ရလည်းအဆင်ပြေတယ်ဒီကျွန်တော် April ending မှာအာကျွန်တော်ဒါတကယ်အကြုံရတဲ့အခိုက်အတန့်ပေါ့ဗျာเนาะကျွန်တော်အ COE အညမဲ့ခြင်းခံရရတယ်ပထမတစ်ချိန်မှာအပထမတစ်ချိန်မှာညမဲ့ခြင်းခံရရတော့တော်တော်လေးအဲ့ချိန်မှာစိတ်မကောင်းခဲ့ဘူးအာတို့ဝန်နေခဲ့တယ်ဗျတို့ဝန်နေခဲ့တယ်။ဟိုအပြည့် reject တွေကအာတနေ့အနေလုံးတနေ့ချပြီးတော့ပြန်တင်ရတာမျိုး တဲ့မြအားဖြင့်ဘယ်လိုအမှုရှိရဗျာဒါပေမဲ့ကျွန်တော်တို့အဲ့ဒီအချိန်မှာကြာတော့ကဒီဂျပန်ဘက်ကအကြောင်းအကျဉ်းနေပြီးတော့ကြိုးစားပေးမယ်အထပ်ပြီးတော့ဆေးလာပိုင်းမှာချက်ချင်းပြင်ပြင်ပေးပါဆိုတဲ့ပြန်လည်မှုဆရာကြီးကပြောတယ်အဲ့ဆိုတော့အဲ့ဒီဘက်ဟာရက်ကဟာရက်ကလေကျွန်တော်တို့ဒီချပြန်ပြီးတော့ပြင်ဆင်ပေးပြီးတော့ကျွန်တော်တို့အော်တိုဘာအင်းသိမ့်မှာထပ်ပြီးတော့ဒီကျွန်တော်တို့ကြာခဲ့တဲ့ဒီ project မားတွေအကုန်လုံးကိုပထမကြာခဲ့တဲ့အကြောင်းကိုပဲပြန်ပြီးတော့ကျွန်တော်တို့ပြန်တင်ခဲ့တယ်ဗျဟုတ်ဒုတိယအချိန်မှာလည်း ဒုတိယအချိန်မှာလည်းကျွန်တော်တို့ပထမအချိန်မှာတော့ကျွန်တော်တို့ကအကြောင်းသားအလုံး၁၀ယောက်ဒီကျွန်တော်တို့အကြောင်းသားဒီအကြောင်းကိုကျွန်တော်တို့စီဝီးတင်ခဲ့တာပေါ့နော်ကြောင်းလျှောက်ခဲ့တာပေါ့အဲ့ဒီအချိန်မှာကျွန်တော်တို့၁၀ယောက်လုံးကြာပါတယ်၁၀ယောက်လုံးကြာတယ်အဲ့ဒီကြာတဲ့၁၀ယောက်လုံးကိုပြန်ပြီးတော့ကျွန်တော်တို့အော်တိုဘာအင်းလေးမှာဒီ၁၀ယောက်လုံးပဲအလုံးကိုတေချာပြန်ပြီးတော့ဒီစာရဆိုင်နဲ့ကျွန်တော်အကုန်တေချာပြန်လုပ်တယ်ဗန်ဗန်နဲ့ဆိုင်တဲ့ကိစ္စတွေအကုန်လုံးတေချာပြန်လုပ်တယ် ဒီ show money တွေပါရယ်ဆိုရင်လည်းကျွန်တော်တို့ amount တွေထပ်တိုးပြီးတော့ကျွန်တော်ပြတယ်ပေါ့အားလုံးအားလုံးအားလုံးလုံးဝအဆင်ပြေအောင်တကယ်လုံးဝလုပ်ပြီးတယ်ဗျာဘာဖြစ်ဖြစ်အောင်လုပ်ပြီးတယ်စာရေးစာတမ်းကတော့လုံးဝပြောရမလို့ဒီတစ်ချက်ပြင်ဆင်ပြီးတော့ဆယ်ယောက်လုံးကိုကျွန်တော်တို့အကြောင်းပြန်လျှောက်တယ်ဇူကြီးပြန်တင်တယ်ပေါ့ဒုတိယချိန်မှာတော့ကျွန်တော်တို့ဆယ်ယောက်မှာကိုယောက်ကတော့အောင်ပါတယ်ကျွန်တော်ကတော့ဇန်နေခဲ့တဲ့တယောက်ပါတော့ဒီအခုကျွန်တော်တို့အကြောင်းကျွန်တော်လျှောက်တဲ့အကြောင်းကနေမှအကြောင်းကိုကြည့်ရတယ်ချက်ချင်းပဲ ကျွန်တော်ကိုကြံခဲ့တဲ့အတွက်စိတ်မကောင်းတဲ့အကြောင်းအဲသူပြန်ပြီးတော့ထပ်ပြီးစူးစမ်းပြင်မယ်ဆိုတဲ့အကြောင်းဆရာကြီးဘက်ကနေလိုလာကျွန်တော်ကိုကန့်လန့်နေအဲကြောင့်မလို့ကျွန်တော်ကလည်းကျွန်တော်ဘက်ကလည်းလက်မလျှော့ဘူးဒီဘက်ကဟာဘက်ကဆရာဆရာမတွေကလည်းအားပေးတယ်ဘယ်လိုမျိုးစဉ်ပြီးအောင်ထပ်ကြိုးစားပေးမယ်သူတို့ဆွမ်းကုန်ထပ်လုပ်ပေးမယ်မြောက်အဖြစ်ဖြစ်အောင်ကြိုးစားပေးမယ်ဆိုတော့ဆရာတို့ကလည်းအားပေးတယ်အဲကြောင့်မို့ကျွန်တော်ဒါကိုလက်မလျှော့ဖြစ်ဘူးထပ်ပြီးတော့အခုလာမယ်ကျွန်တော်2026 April အင်းမိတ်မှာကျွန်တော်ထပ်ပြီးတော့ကျောင်းရောက်ရှောက်မှာပါဗျာ ဲ့ဂျပန်ကိုသွားဖို့အတွက်ကြတော့အသက်အရွယ်ကကန့်သတ်မှုရှိနေမှာလားအသက်30ကျော်ရင်ရောအဆင်ပြေပါမလားကျွန်တော်အသက်ကတော့30နှစ်ပြည့်ပါတင်းဆက်တဲ့ခေတ်ကဟိုရှာနေတိုင်ပဲပေါ့ဆန်းတိုင်ပဲကျွန်တော်ကဆက်တက်ခေတ်ကျွန်တော်ကြောင်းနဲ့သွားမယ်ကျွန်တော်ဘယ်အင်းတွေကိုရှောက်မယ်ဆိုပြီးအတိအကျပြောပြီးတော့မှကျွန်တော် M5 ကိုဆက်တက်တာကျွန်တော်အသက်ရွယ်နေဆရာအဆင်ပြေမလားတခြားမေးပြီးတော့မှကျွန်တော်ဒီတင်းနောက်ဆက်တက်တာဆရာအဆင်မပြေဘူးဆိုလို့ရှိရင်လည်းကျွန်တော်တက်လို့အဆင်မပြေဘူးလေအဲဒါဆိုကျွန်တော်က အဲ2024ဒလ2024နှစ်လပိုင်းမှာကျွန်တော်စတက်တယ်စတက်ပြီးတော့ကျွန်တော်2025လေးလောက်မှာ intake ကိုအစားရရကျွန်တော်တင်နမ်တက်ခင်နေဆရာနဲ့ဆရာနဲ့အဲ့လိုပြောပြီးတော့မှကျွန်တော်စတက်တယ်ဆရာလည်းဘယ်လဲပဲဘယ်လဲပဲသူတတ်မှတ်ချက်တခုတော့ပေးတာပါကျွန်တော်အဲ့လိုအဲ့ level မင်းအောင်လို့ရှိရင်မင်းတွားဖို့အဆင်ပြေမှာပေါ့အဲ့တော့ကျွန်တော်လည်းအဲ့ဟာနဲ့ပတ်သက်ပြီးတော့ဂျိုးစာစတင်ပြရတဲ့ဘိုင်းကြီးကျန်တဲ့ဘိုင်းကြီးကတော့အားလုံးအဆင်ပြေပါတယ်ကျွန်တော်ဒီပရမတ်တစ်ချိန် COE ဟို မတတဲ့အချိန်ကြီးအားလုံးရှင်ပြီးတဲ့ interview တွေလည်းကျွန်တော်အရင်ကပြုလေပုံမှန်တိုင်းပဲအောင်ကျွန်တော်ဒီ sample လေးအောင်တယ်ပေါ့အဲ့ဒီဘာခက်ခဲမှတော့မရှိဘူးဒါပေမဲ့နည်းနည်းလေးတော့လှုပ်ခတ်သွားတာတော့ရှိရပေါ့ဘာဖြစ်လို့ကျွန်တော်တို့ဒီလေးလာပိုင်းအတိတ်မှာကျွန်တော်ဆီဦးကြာတာပေါ့အဲ့ဒါတော့ကျွန်တော်တို့ဒါခက်ခဲပေါ့ပြောရမယ်ဆိုရင်လေအဲ့ဒါအဲ့မှာစီရီကြပြီးကျွန်တော်တည့်ရတမ်းပဲကျွန်တော်လည်းစိတ်စိတ်ထဲကတည့်ရမှာအာနောက်ပြန်တင်ဖို့ငါအသက်ရွယ်နေရအဲ့တော့တို့တော့တော်တော်တွေးတာပေါ့နော် မဲပထမ develop ချီရတော့ကျွန်တော်တို့ဘာမှမသိဘူး CEO ဒါကြာရဘာကြောင့်ကြာမှလည်းမသိဘူးအဲဂျပန်ဘက်ကဒီဆရာကြီးဘက်ကလည်းကျွန်တော်ပြန်တင်ပေးမှမတင်ပေးဘူးဆိုတာကျွန်တော်တို့အတိအကျမသိဘူးအဲ့ပထမတစ်ဘက်ကတော့ CEO ကြာပြီးပထမတစ်ဘက်ကတော့ကျွန်တော်တို့ဒါရောက်ရက်ခတ်တဲ့အချိန်ဒါနောက်မှဟိုပြန်ပြီးတော့ပါနော်နောက်မှဆရာကြီးဘက်ကလည်းပြန်ခွင့်ပြုတယ်ဆိုမှဂျပန်ဘက်ဂျပန်ကျောင်းဘက်ကလည်းပြန်ခွင့်ပြုတယ်အာဆိုတော့ကျွန်တော်တို့ဒီကြာတဲ့အပိုင်းဆိုင်ရာတွေဒါဆရာတို့ကနေပြီးတော့ ဟိုကျွန်တော်တို့ကြားတဲ့တယောက်ချင်းစီရဲ့အကြောင်းပြချက်တွေကိုတို့ကတို့ reason ကောင်းကောင်းရေးပြီးတော့ကျွန်တော်ဘန်ဒီဘိုင်ဆိုလဲကျွန်တော်ပြောင်းလဲ show money mobile solution နဲ့တိုးတင်တဲ့သူတွေဆိုတိုးတာပေါ့နော်အဲအဲ့ဒီအကောင်လုံးကိုပြန်ပြင်ပြီးတော့ရှောက်တဲ့အခါမှာကျွန်တော်တို့ဒါပွင့်လင်းပြောလို့ရှိရင်ဒုတိယတစ်ခေါက် on လာတာကျွန်တော်တို့အဲ့လောက်ထိတော့မမှန်းပါဘူးကျွန်တော်အောင်းချက်ကလေဘာဖြစ်လဲဆိုတော့ကိုရောက်ဆယ်ရောက်ကြတာသူကိုရောက်ပြန်အောင်လို့ဆိုတာ project ကကျွန်တော်တို့ကတိတ်အဲ့လိုအဲ့လောက်ထိချက်သွားမယ်ဆိုအဲ့လောက်ထိအောင်းချက်ကောင်းလိမ့်မယ်ဆိုတာကျွန်တော်မထင်ဘူးဒါပွင့်လင်းပြောတာကိုကိုတော့မထင်ဘူး အဲဆိုတော့အောင်းတော့လည်းဒါဝမ်းသာမှအတက်ကကြတော့33နှစ်ပြည့်သွားပြီပေါ့နော်မှအဲ့တော့ညီမလို့ပြောပေါ့နော်အသက်30ကျော် ပြီးတော့ရည်ရချေပြောင်းနေတဲ့သူမျိုးဆိုရင်ညီမတို့နမူနာထားစေချင်တာပေါ့နော်။ညီမတက်လက်33နှစ်ဖြစ်ပြီ။ဒါပေမဲ့အဲအဲ့လိုမျိုးလမ်းမရမ်းနေတာမျိုးမဟုတ်ပဲနဲ့ပေါ့နော်။ကိုသွားချင်တဲ့ပန်းတိုင်းကိုအဲ့လိုမျိုးပဲအဲကြိုးစားပြီးလုပ်နေရင်လည်းတနေ့တော့ရောက်လာတော့ပေါ့နော်။အဲဆိုတော့အဲ့ဒီ30ကျော်တွေလည်းအာမရှင်နဲ့လို့ပြောချင်တာပေါ့နော်။အာဂျပန်စာလေဗယ်တစ်ခုပဲမြင့်အောင်လုပ်ထားပေါ့နော်။အဲ့ဟာလေးကိုပြောချင်ပါတယ်။အာဒုတိယအကြိမ်လက်ချက်ထိထားတဲ့သူလည်းဖြစ်တာဆိုတော့လေအဲ

တော့အဲမှာကျတော့ဟာမိသားစုစိတ်ဓာတ်လိုမျိုးပေါ့နော်မိသားစုစိတ်ဓာတ်လိုမျိုးလည်းရှိရမြန်မာအပြင်ကြောက်သားဆိုတော့လေဒါပေမဲ့လည်းသူရဲ့ကြောက်သားလိုမျိုးပဲဟာကြောသားရိတာမခွဲခြားပဲနဲ့အဲ့လိုမျိုးဆက်ဆက်ပေးတာပေါ့နော်ပြီးရင်ညီမကကျတော့နေမနေတဲ့အခါကျတော့အော်ဆရာပြည့်ရနေပြီပဲအဲ့လိုမျိုးစားစားရလုပ်ပေးတာပေါ့နော်အာညီမဆိုလည်းဟိုဟာရှုံးမ်းနေပြတာလို့ပါလို့ဆိုရင်ဟိုဟာနေနေပဲပြတာပေါ့ဟိုဟာ အာ vibe အနေပဲကြာတဲ့ဟာတွေအကုန်လုံးကပို့ပြလိုက်ရင်ဆရာပဲလုပ်ပေးတာမှဒီမှာကျတော့သွားတဲ့ချိန်ကျမှပဲဒီကိုလာရတာပေါ့အဲ့လိုဟုတ်တော့မန္တလေးပြောရင်ကျွန်တော်အပြင်ကျောင်းသားဗျ high ကမဟုတ်တော့အာအပြင်ကျောင်းသားဆိုရင်လည်းကျွန်တော်ဒီပထမကျွန်တော်စာစာစလေးလာတဲ့အခါမှာ2022ခေတ်စာလေးလာတယ်2022မှာကျွန်တော်ဒီ2023လောက်ချိန်မှာ F40 ပြီးခဲ့ဒါမှကျွန်တော်ကြာတဲ့မှာနားလဲ6လောက်လောက်နားတယ်နားပြီးတော့ အဲဂျပန်သားဆက်လက်တင်ကြမယ်ဆိုရောဆုံးဖြတ်ပြီးတော့တခါဆက်လက်တင်ကြပြီး M4 ထပ်ပြန်တက်တယ်တက်ပြီးတော့ဖြည့်တဲ့ခါမှာ F4 အောင်ခဲ့ဗျာ F4 အောင်ခဲ့တယ်ဆိုတော့လည်းဒီ high မှာကျွန်တော်မတက်ခဲ့ဘူးပြန်ရောအပြန်ကြောင်းလာနေအပြန်ကနေပဲ join ခဲ့တဲ့ဒီကြောင်းပေါ့နော်။တိုင်းကြိုးစားခဲ့ရင်လည်းဆရာဒီပထမတစ်ချိန်ကျတော့ series ရထိတဲ့ခါ infinite ထိတာဆိုနောက်တစ်ချိန်တင်းတဲ့ခါမှာ android တဲ့ android ကလည်းကျွန်တော်အပြန်မမှာလည်းတက်တယ်ဗျာ။ဒီ high မှာတော့မတက်ဘူး။ဒါပေမဲ့ဆရာလက်ခံတယ်ကျွန်တော်တို့။ဟုတ်ကျွန်တော်တို့ဒီကြောင်း စရှောက်ဖို့အတွက်စုံလမ်းတဲ့အခါမှာကျွန်တော်ဒီ hype တန်တန်းကြောင့်တွေ့တယ် hype တန်တန်းကြောင့်လာစုံလမ်းတဲ့အခါမှာဆရာလည်းတိတ်တိတ်ချစ်လက်အကုန်သိကြပြောပြတယ်ဗျာဘယ်ကြောင့်ရှောက်တယ်သူတို့လက်ခံတယ်ဘယ်ကြောင့်ရှောက်တယ်ဘယ်ကြောင့်ရှောက်တယ်နဲ့ဆိုတော့လက်ခံတယ်ပြီးတော့ကျွန်တော်ဒီအခက်ခဲဆိုတာကျတော့မရှိဘူးလို့ပြောမှာပဲကျွန်တော်ဒီဆရာတို့ဘက်ကလည်းအကုန်လုံးလက်ခံပေးတယ်ဆားဆန်းနေတယ်သူတို့တေချာလေးပြုလုပ်ပေးတယ်ဗျာအဲ့ဆိုအခက်ခဲတော့အဲ့လိုမျိုးမရှိပါဘူးဗျာ ကျွန်တော်ဒီ high out online နေတွေ့ခဲ့တာပေါ့နော်ကျွန်တော်ဒီ info တို့အခြားပြင်အောင်မတက်ပြန်ဒါပေမဲ့ဒီ info ကြတော့ဒီမှာတက်ပြီးတော့ကျွန်တော်ဒီ show ကြီးဆောက်ဖို့အတွက်ဒီကြောက်အတာပါညာအကောင်လုံးကိုလုပ်ခဲ့ပေါ့နော်အစဆုံးဒီ high out founder အကောင်လုံးလိုက်ပြီးတော့တေချာသေးစိတ်လိုက်ပြီးတော့လုပ်ပြပါတယ်ကျောင်းတော်တော်များများမှာတော့အကောင်လုံးကျောင်းအင်တာဗျူးတွေ့ရော show ကြီးတွေ့ရောအကောင်လုံးလုပ်ပြရပေါ့ဒါပေမဲ့ဒီဒီ high out school ကြီးလိုက်တော့ဒီအထက်မှာလည်းဒီအောက်သားတဲ့ကျောင်းသားတွေလည်းတွေ့တယ်ပြီးတော့ရုပ်ကြီးရေပေါ့နော်ကျွန်တော်လည်းအဲကြောင့်မလို့လာပြီးတော့ join ပြတာပါကျောင်းအင်တာဗျူး ဆပြီးတော့ဒီ drain ပြီးလာနေကျွန်တော်ဒီ info ဒီမှာဆပြီးတော့ drain ခဲ့တယ် drain ပြီးတော့အခု interview ကိုဆက်ပြီးတော့လေ့လာနေပြီးတော့ဒီ COE တွေ့ဖို့အတွက်လည်းဒီဆရာကနေအကောင်လုံးလိုက်ပြီးတော့ size and level ပြင်ဆင်ပြီးတော့လုပ်ပေးတယ်ကျွန်တော်ဘေးကလည်းအကောင်လုံးလိုက်ပြီးတော့ size and level ပြည့်ရပေါ့နော်အခု COE တင်ပြီးတော့ COE လည်းအောင်သွားပေါ့နော် high ek ကတော့ကောင်းပါတယ်ဆရာတော့တိတိကျကျလုပ်ပေးတယ်ဘာလို့ဆိုတော့အဲညောင်ရုပ်ဆိုလည်းအပြင်အကြောင်းသားဆိုပေမဲ့လည်းဆရာသူကြောင်းသားလိုပဲပေါ့အကောင်လုံးအဆက်ဆက်ရရအစင်ပြောင်းလုပ်ပေးရဟုတ် အဲ့တော့ဒီကျက်ထိတဲ့လူတွေလည်းကြောက်စရာမလိုဘူးပေါ့ဟာရကဆရာတို့ကအကုန်လုံးအစဉ်ပြောင်းလုပ်ပေးတယ်ဟုတ်ဟာရကြောင့်မှညီမတငယ်ချင်းတယောက်ကပေါ့ဟာရကကောင်းတဲ့ဘာညာ review ပေးရအဆော့ဆရာနဲ့လာတွေ့လိုက်တယ်အဆရာနဲ့လာတွေ့လိုက်တဲ့အချိန်မှာအရာပေါ့ကျန်တဲ့ agency တွေပိုင်းလည်းတငယ်ချင်းတွေကညှင်တာပေါ့ဒါပေမဲ့ဆရာနဲ့တွေ့ပြီးတော့ဆရာသဘောကျတယ်ပေါ့မလုံးဆော့အကုန်လုံးတိတိကျကျရှင်းပြတယ်ဖေချောင်းကောင်းတယ်ညီမဆိုရင် interview အတုံးကလောက် view ရတယ်ပေါ့ အဲဆရာဒီကြောင်းမအောင်ရင်နောက်တစ်ကြောင်းထည့်ပေးတယ်အဲ့လိုမျိုးပေါ့အကုန်လုံးအင်တာဗျူးကဆက်အဆက်ဆက်ရရလုပ်ပေးရဆက်အရင်ကောင်းပါတယ်ဟုတ် Higher, 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 higher. စကြပန်ဘာသာစကားတို့သင်မယ်အရေးချင်းတွေ့ကြုံရင်ဆရာများကိုဆောင်တယ်ပုံမှန်တန်းခွဲပြင်ဆောင်နေကြောက်တတ်ဖို့ပါအကုန်စီစဉ်ပေးတယ်ဆိုရင်ဟာရပလာကေတောင်းလို့ဘဝလျှောရစိတ်ကံတွေ့တယ်ချစ်ချင်မှုနဲ့ဆလာ hay ba